အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုတခါမှတော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးအားလုံးအတွက်9ရက်6လ2025ကနေ7ရက်6လ2025အတွင်းမှာကြုံတွေ့ရမဲ့တပတ်စာကံကြမ္မာဟောကင်းကိုကနားတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသမီးတွေပေါ့လေအဲဒီတပတ်တာကလာကဘလို့ကံတရားလေးတွေရှိလဲဆိုတော့အဲငွေကြီးရပဲစပြီးပြောကြပါတော့ဗျာနော် ဒီတစ်ပတ်ကာလမှာတော့အင်ကာသားသမီးတွေငွေကြေးကန်တွေလက်လာပါလေးတွေရှင်နေဆိုတော့ကဲညမှာပါတဲ့တော့ဝမ်းသာပီတိဖြစ်ကြပါတယ်ဗျာနော်ငွေကြေးနဲ့ပတ်သက်ရင်တော့ဘာမှစိတ်မပူပါနဲ့ပိတ်ဆို့နေတဲ့လက်လာပါလေးတွေအပြန်ပဲပွင့်လန်းလာလိမ့်မယ်ငွေအစုလိုက်ပြုံလန်းရတဲ့ကိန်းမျိုးလေးတွေဖြစ်တတ်တယ်ဆုံလုံးလာတဲ့ငွေတွေပြန်တောင်းခံလို့ရတာမမျော်လင့်မယ်နဲ့ကိုယ့်ရဲ့အလုပ်ငန်းဆောင်တာလေးတွေရောင်းဝယ်ဖောက်ကားလို့ရုပ်တရက်အစဉ်ပြေလို့ငွေလေးတွေဝင်လာတာအစတရားဖြစ်ပေါ့လေပုံမှန်မဟုတ်တဲ့ငွေဝင်လမ်းချောင်းကနေငွေလေးတွေဝင်ရောက်လာတဲ့သဘောဝါရှိတယ်အဲ့တော့အမရန်ကောင်းတယ်လို့ပဲပြောကြပါစို့ဗျာနော် ဟိုလက်ထက်မမြဲတဲ့သဘာဝရှိတာတော့တက္ကနာပေါ့လေအဲ့တော့ပတ်စံတွေပါလေမြန်မာစသားရမယ်ဆိုရင်ရွှေတွေပါလေလုံနိုင်တယ်လို့နော်ဟိုတချို့ဓာတ်ထပ်ပို့ပြီးတော့ရတဲ့သူတွေဆိုတော့မြေတွေပါလေဝယ်မယ်ဆိုရင်ဝယ်တိုက်ခန်းတွေပါလေဝယ်နိုင်တယ်ဆိုရင်ဝယ်အဲ့လိုမျိုးအဖက်တင်တာလေးတွေတခုခုတော့လှုပ်ထားစေခြင်းနဲ့လက်ထက်ထားရင်မမြဲတဲ့သဘာဝရှိတဲ့သူကသတိလေးထားစေခြင်းနဲ့ကြာရှည်လက်ထက်မှာစုပ်ကိုင်းနာနာမျိုးလေးတွေလုံးဝမလုပ်ပါနဲ့နော်အဲ့တော့ပုံမှန်အဖြစ်ဒီတစ်ပတ်ကာလသည်ငွေဝင်တတ်တဲ့ဂိမ်းရှိတယ်လက်လာပါရှင်လမ်းမယ်ဆိုတဲ့ဂိမ်းတွေမှာပါတဲ့အတွက်ဝန်တာပီတီဖြစ်ကြပါတယ်ဗျာနော် ။နောက်ဒုတိယတစ်ချက်အနေနဲ့အင်္ဂါသားသမီးတွေပေါ့လေအလုပ်နဲ့ပတ်သက်ပြီးမာကျင်လို့ဗျ။အဲ့ဒါဘာလဲဆိုတော့အင်္ဂါသားသမီးတွေလက်ရှိလုပ်တဲ့အလုပ်ကနေမလုပ်ချင်မဲနဲ့ပြောင်းချင်ရွှေ့ချင်ထွက်ချင်တဲ့စိတ်တွေပေါ်လိမ့်မယ်။တချို့ကလည်းပြောင်းမပြောင်းချင်ဘူးမထွက်ချင်ဘူးဒါပေမဲ့လို့ဟိုမထွက်ထွက်အောင်ကိုယ့်ကိုတွန်းအားပေးနေသလိုဟိုအလုပ်ကတဲတဲလေးရှိနေတဲ့အနေအထားပေါ့လေ။ဒီလောက်ကအကြာရှည်မြင်မလားမမြင်ဘူးလားဆိုတော့ရင်တိတ်တိတ်နဲ့စောင့်နေရတာမျိုးအဲအဲ့အရာမျိုးလေးတွေသွားဖြစ်တဲ့သဘာဝရှိတဲ့အတွက်အလုံမှာတော့ခိုက်တယ်နော်ဆိုတော့ဟိုလက်ရှိအလုပ်တစ်ခုတင်မြှင့်နေတယ်ဆိုရင်တော့အဲ့အလုပ်မှာ ဘလို့ပဲအကြောင်းကြောင့်အခက်ခဲတွေပဲကြုံကြုံလက်ရှိအလုပ်ကနေပြောင်းရင်းရွှေ့ရင်းထွက်ချင်းလုံးဝလုံးဝမလုပ်ပါနဲ့ပြောင်းခဲရွှေ့ခဲထွက်ခဲလို့ရှိရင်နောက်ပြောင်းတဲ့အလုပ်တစ်ခုကဓာတ်ထပ်ပုံညာတဲ့အညာတစ်ခုရင်ဆိုင်မှာဖြစ်တဲ့အတွက်လက်ရှိအလုပ်မှာပဲတည်မြအောင်လုပ်ပါဗျသူကအလုပ်တစ်ခုအလုပ်တစ်ခုရှာလို့မရတော့တဲ့အနေအထားဖြစ်တယ်နောက်ဆုံးရခဲ့တယ်ဆိုခဲ့ရင်တော့မှအဲ့ဒီလုပ်မှာအဆင်ပြေပြေနဲ့အဲအဲ့လိုမျိုးကောင်းမှုအတွက်ပေါ့လေမျောလင်းလို့မရဘူးအခုတည်းပုံညာတဲ့အညာတစ်ခုအတိုက်ခိုက်လေးတွေရင်ဆိုင်ရတတ်တယ်မမေ့ပါနဲ့နော် ပြီးတော့ဒီကလာမှာလေအင်္ကာသားသမီးတွေကဗာလဲဆိုတော့သူကလူရင်းလူအောင်ဒုက္ခပြတဲ့ကိန်းထဲမှာပါတယ်ဗျအရင်ချာတွေဒုက္ခပြတယ်ပေါ့အဲ့တော့အင်တိန်ဆိုကြပါစို့အဲမိသားစုတစ်ခုဆိုလို့ရှိရင်လင်များတွေဆိုကြပါစို့အဲကိုလင်ကိုရဲ့မိန်းမသူတို့ကအကြောင်းပြပြီးစိတ်တော့ကပြင်းပြင်းထန်ထန်ရောက်ကိုရောက်လိုက်မယ်အထူးသတိထားရမယ်အထူးသဖြင့်တနင်္လာဘုတ်တခုသားသမီးတွေကိုအကြောင်းပြပြီးစိတ်တစ်ခွရောက်ရလိုက်မယ်ချစ်သူအိမ်တော်ဘက်ကအဲ့နေ့သားသမီးတွေဆိုရင်တော့ရန်တစ်ချက်ချက်ဖြစ်တာကွဲလူလူပြက်လူလူဖြစ်တာကွဲတက်ပြက်တက်တဲ့အနေအထားဖြစ်တယ် အဲ့လိုမှတရားရံတော့မဖြစ်ခဲ့ရင်တော့မှစိတ်ဆိုးပြီးအိမ်ဘဝဆင်းသွားတာတို့တယောက်တနေရာစီခွင်းနေရတာတို့မပြေလည်တယ်ဆိုတဲ့အနေအထားတွေသွားကြုံရတတ်တယ်လုံးဝမပေါ့ဆက်ပါနဲ့နော်ပြီးတော့အလုပ်ထဲမှာဆိုလို့ရှိရင်လည်းအဲ့လိုလူတွေဒုက္ခပေးတတ်တယ်ပြီးတော့ကိုယ်နဲ့လှုပ်ဖို့ကင်ပဲအချင်းချင်းစိတ်ဝမ်းကွဲတာလေးတွေသဘောထားကွဲလဲတာလေးတွေဖြစ်တတ်တယ်မကောင်းကျင်တာမျိုးလေးတွေခံရတတ်တယ်ကိုယ်မှာတော့အလုပ်ထဲမှာအဆသရရအပင်မခံအဆင်းရခံစရိခံနေပေါ့လေအဲအကျိုးအမြတ်တွေကြတော့တခြားသူတွေကဖျက်ယူသွားတာမျိုးလေးတွေခေါင်းပုံဖျက်တာလေးတွေဖြစ်တတ်တဲ့အတွက်ဂရိထားပါ တခုဆိုရင်ဝုံတိုင်းထပြီးပေါက်ဝတ်တဲ့စိတ်နေစိတ်သားလေးကိုတစ်ချက်ပြင်မယ်ခေါင်းအေးထပြီးတော့နားလည်တက်ကြွတဲ့သူတွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့မှတခုခုစုံပြည့်ချက်ချပါလို့အကြံပေးခြင်းနဲ့ဗျာနော်အဲဒီကလာမှာတော့တခုခုလုံမယ်ကင်မယ်ဆိုရင်စန္ဒီသားသမီးကြတာပြိသားသမီးတွေအကျိုးပေးတယ်နော်သူတို့စီမှာအကြံညာအကူအညီလေးတွေယူပါနော်သူတို့နဲ့တိုင်ပင်မှာဆွေးနွေးပါအဲ့ဒါဆိုရင်တော့အကောင်းဆုံးဖြစ်တည်လာပါလိမ့်မယ်အဲကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေထဲမှာလည်းလေဒီကလာမှာဟိုအလုပ်ကိုတတ်ထပ်ပို့ပြီးတော့တိုးချဲ့တာလေးတွေ အဲရင်းနှီးမြှုပ်နှံတာလေးတွေမလုပ်ဘဲနဲ့လက်ရှိလုပ်နေတဲ့အလုပ်အတိုင်းပဲထိန်းချောင်းပြီးတော့လှုပ်သွားစေချင်တယ်ဗျာနော်ဒီကနေ့မှာကြီးကြီးမားမားရင်းနှီးမြှုပ်နှံပြီးလှုပ်တာလေးတွေမသင့်တော်ဘူးအထူးသဖြင့်အလုပ်လုပ်တဲ့အခါမှာထပ်မှကျင်တာကစက်တူရှယ်ယာလုပ်ငန်းလေးတွေလုပ်ရင်ပို့ပြီးတော့မသင့်တော်ဘူးဘာလို့လဲဆိုတော့စက်တူရှယ်ယာလုပ်ထားတဲ့လုပ်ငန်းလေးတွေရှိတယ်ဆိုရင်အစုပ်အဖွဲ့တွေကြားထဲမှာသဘောထားကွဲလွဲမှုတွေအမြင်မကျင်မှုတွေရုပ်တရက်ဖြစ်လာတဲ့နောက်ကျော်ဒါနဲ့ထိုးတာလေးတွေဖြစ်တဲ့အတွက်သတိတစ်ချက်ထားပါလို့အကြံပေးချင်တယ်ဗျာနော်အဲ့ကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေထဲမှာဒီကလာမှာ ဒီတွဲထွက်ပစ္စည်းတွေပေါ့လေ2ဖို့ရောင်းဝယ်တဲ့ကိစ္စတွေကကောင်းတယ်ဗျအွှေတွေပါတွူတာတွေပါတွေဆိုအရင်ကောင်းတာပေါ့လေရွှေရောတွေပါတွေမိတယ်ဆိုတော့အနေထားတွေအစားသွားကြုံရတတ်တယ်အဲတံမူးကြီးလက်ရွှေငွေရတနာလေးတွေဝင်တတ်တဲ့ကိန်းထဲမှာပါတယ်ကောင်းတယ်တခုပဲဗျကြောက်လုံငန်းတွေပါတွေတော့လုံးဝမလုံနဲ့အကျိုးမပေးဘူးเนาะကြောက်နေတွေပါတွေတွင်မအောင်ဘူးဗျပြီးရင်ကားတွေပါတွေအရောင်းဝယ်တွေပါတွေလုံးဝလုံးလို့မရဘူးအဆင်မပြေဘူးเนาะအဲ့ဒါလေးတော့အထူးသတိထားပါရောင်းမဝယ်မဖြစ်တယ်အဝယ်လိုက်လို့ရှိရင်ဝယ်စိတ်နဲ့ပြင်စိတ်ပြင်စိတ်ကများမယ်ဆိုတော့ကာလမျိုးလို့ခေါ်တဲ့အတွက်အထူးသတိထားမယ် ကျမကြီးနဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးတွေဒီကာလမှာကျမကြီးအညံ့နေတယ်ရှိတယ်ဗျရှိတော့ခန္ဓာပြက်ကင်းနေပါလေကြီးကြီးမမမဟုတ်ရင်လောက်မှစိတ်အောင်စီကံနေပြေးရတတ်တဲ့တဘာဝရှိတယ်တချို့ကကိုကိုတိုင်းတိုင်းတိုင်းမထင်ရင်လောက်မှအိမ်မှာရှိတဲ့တက်ကြွရုပ်တရားရောကကျမကြီးမကောင်းလို့ဆိုပြီးတော့လိုက်စိတ်အောင်ပိုးရတတ်တဲ့အနေထားစီကံပိုးရတဲ့အနေထားလေးတွေဖြစ်တတ်တယ်အထူးသဖြင့်ဒီကာလမှာဖြစ်မယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဆိုရင်သွေးသားနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ်တအိမ်နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ် တချို့အိမ်တော်ရှင်အမျိုးသမီးတွေဆိုရင်ကိုဝင်နေပါလေရပြီးတော့ပြတ်ကျသွားတာဗောလေ abortion ဖြစ်တယ်လို့ခေါ်တယ်အဲ့ဒီမှာလဲဆက်သက်ပြီးတော့အခြေအနေပတ်သက်ပြီးတခါတည်းမအောင်မယ်နော်ချစ်သူသဘောထားချင်းချင်းနှုတ်နှစ်ဖက်အညှိဆုံးမိပြီးတော့မမျောနိုင်မနဲ့ရုပ်တရက်ကိုဝင်နေပါလေရတဲ့အခါမှာယူလို့အဆင်မပြေဘူးဆိုပြီးတော့ဖျက်ချလိုက်ရတဲ့အနေအထားလေးတွေသွားဖြစ်တတ်တယ်နော်ဂယူးဆိုင်ပါဘာမှအပြစ်မရှိတဲ့သူတွေဒုက္ခရအောင်မလုပ်ကြပါနဲ့ကြိုပြီးကာကွယ်တားဆီးကြဖို့အဲမြစ်တာရှေ့ခဲ့ထားပြီးတော့ကျွန်တော်ပွင့်နေလင်ပြောတာဖြစ်တော့ကျွန်တော်နားလည်ပေးပါလို့အကြံပေးပြရစီနော် အင်္ဂါသားသမီးတွေပညာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်အရင်သဘောကျတယ်ဗျာနော်အဲဘာမှစိတ်ပူစရာမလိုပါဘူးပညာရေးနဲ့ပတ်သက်လို့ရှိရင်ဒီကလာမှာဘွယ်လူဂုံလူစုစည်းတွေရရှိပိုင်ဆိုင်တဲ့အနေထားမှာပါတယ်သင်တန်းအသေးထက်တက်လို့ရှိရင်လည်းကောင်းတယ်ဗျာနော်ပညာရေးတစ်ခုတစ်ခုကိုစတင်အကောင်နဲ့ဖို့သင်တန်းတက်ရင်ဒီကလာမှာတက်တဲ့ပညာကဘဝတက်တက်တာကောင်းကျိုးချမ်းသာပေးမယ်ခိုင်နေမှာပါတယ်ဆောင်းဝက်ဖြစ်ရင်လည်းအောင်မယ်ဆိုတဲ့အနေထားလေးတွေဖြစ်လိမ့်မယ်ဟုတ်ပြီပါတော့ကြိုးစားတဲ့သူတွေကတော့လေဒီကားလာမှာဖြစ်နိုင်ရင်မသွားနိုင်သေးဘူးအနေထားမှာကြုံရတယ်။သွားလို့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 နဲ့မျောရင်းမျောရင်းနဲ့တည့်ရပြီးတည့်ရအချိန်ကုန်သွားတတ်တယ်နော်။ အများကြီးကြီးကြီးမားမားကြီးတော့မမျောနိုင်နားစေခြင်းဘူးဗျာနော်အဲ့တော့ဒီကရမှာဇွန်လ6ရက်9ရက်10ရက်11ရက်အဲ့ရက်တွေမှာတော့အမရန်ကန်ကောင်းတဲ့ရက်တွေထဲမှာပါတယ်ဗျအဲ့ဒီဘက်မှာ9ရက်ရှိတဲ့ထိုင်9ရက်ဆက်တဲ့ကအမရန်ကန်ကောင်းတာဗောလေအဲ့ရက်တွေမှာလုပ်ငန်းနဲ့ပတ်သက်ပြီးအလုပ်မရှိတဲ့သူတွေဆိုအလုပ်ပြန်ရလိမ့်မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့သင်တန်းအသစ်တွေထပ်တက်တာလေးတွေဖြစ်တတ်တယ်ကိုယ့်ရဲ့မိသားစုတွေမှာတမှုကြီးတဲ့မြေတွေအမွေနဲ့ရတာမျိုးတွေတိုက်ခန်းလို့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးလုပ်ကန်ရတာလေးကြုံရတတ်တယ်ဒါအပြင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့လေ အပွဲတော်လေးတွေဘန်တိုင်းနဲ့ပတ်သက်တဲ့ဟာလေးတွေမှာကိုယ်တိုင်ကိုယ်ကျပါဝင်ရတာအလူတန်းတွေလိုက်ပါဆောင်ရွက်ရတာပရာဟိတာလုပ်ငန်းလေးတွေလောကကံရတတ်တဲ့အနေအထားထဲမှာပါတာဖြစ်တဲ့အတွက်အမတန်ကောင်းတယ်ဗျာနော်ဇွန်လ9ရက်9ရက်အဲ့ရက်မှာတော့အညံ့အခိုက်လေးတွေရှိတယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးညံ့ပြီးတော့အစာမဆေးမဖြစ်ပြီးတော့ဆေးရုံစင်ကန်းဖြစ်တာအစာအစိတ်တင်တာလေးတွေဖြစ်တဲ့သွာလာလှုပ်ရှားတဲ့အခါမှာလန်ခီမှာဘေးရန်တွေလေးတွေရှိတဲ့တော့အသွမ်းအလာလေးတွေသတိထားဆင်ကျင်မယ်ဗျာနော်အထူးသဖြင့်ကားအက်ဆီဒန့်ဖြစ်တာမောက်တာပြိုက်တိုက်တာပြက်တာလေးတွေဖြစ်တဲ့လမ်းချော့တာလေးတွေဖြစ်တဲ့အတွက် သွားလာတဲ့အခါလန်ခီအထူးသတိထားရှောင်ရှားဖို့ထက်တလဲအကြံပေးခြင်းနဲ့မြောက်ရတောင်ရလေဒီခီးသွားခြင်းရှောင်ရှားနိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းလည်းပဲနော်ကန်ရီးယားရဲ့ထောက်ပံ့မှုတွေရအောင်အဖြူရောင်အစင်းရောင်မိခိုးရောင်နှက်ပြရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်မင်းမြုပ်ပန်းရောင်စုံတစ္ဆပန်းရောင်စုံဗရိမနိုင်ပန်းပိန်ပန်းမင်းမြုပ်ပန်းအိပ်ပန်းတွေကိုအဓိကထားမြတ်စွာဘုရားမှာကတ်လို့တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့နေအဲ့ကန်ဒီမှာ အလပောင်းထိုးတာမျိုးပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကြုံရတဲ့အညံ့လေးတွေတက်တာပြီးကောင်းတဲ့ကန်လေးတွေပိုကောင်းအောင်ရရာနေနဲ့ဘာလုပ်ရမလဲဆိုတော့မြက်စွာဖျားမှာထိုးမုတ်လေးနော်ဆက်ကလူတန်းပေးမယ်မိမိကိုယ်တိုင်လည်းစားသုံးပြီးအလိုရှိရာလေးဆန္ဒပြုဆုတောင်းမယ်ကိုယ့်ထက်ကြီးခဲ့တဲ့သူတွေကိုလည်းထိုးမုတ်လေးဒါနပြုကျွေးမှုခြင်းအားဖြင့်အလိုရှိရာဆန္ဒလေးတွေတလုံးတော်ဝပြေဝလာပါလိမ့်မယ်အဲကြုံရတဲ့အညံ့ခိုက်လေးတွေပြေပြောက်ခြင်းနဲ့ဆိုရင်တော့လွယ်ပါတယ်ဗျာအဲ့ဒါပါလဲဆိုတော့ညနေစောင်းလေးတစ်ခုမှာပေါ့လေ လမ်းမှာကြိုက်ခွက်ရှိတဲ့နေရာလေးတွေကိုမြေဖို့ပေးစေခြင်းနဲ့ဒါအပြင်လမ်းခင်းတာလမ်းပြင်တာရေနဲ့ပတ်သက်ပြီးတော့ဘေးရန်တွေဖြစ်တဲ့နေရာတွေမှာတက်နိုင်တဲ့တော့ပါဝင်ကူညီတာအဲ့လိုမျိုးလေးတွေလှုပ်ဖြစ်အောင်လုပ်ပေးခြင်းအဖြစ်ကျွမ်းရတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကဧကံမုတ်ချပူရေးကောင်းသွားပါလိမ့်မယ်အင်္ဂါအသသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်